လုံးမင်္ဂလာပါရှင်။ဒီမှာ teaching approach and method ဆိုတဲ့အကြောင်းလေးဆွေးနွေးပေးရင်ဖြစ်ပါလိမ့်ရှင်။ကလေးတို့ရဲ့တဘာဝနဲ့ใกล้ညီတဲ့ပေါ့နော်။နီလန်းနေနဲ့တင်ကြားခြင်းနီလန်းလေးတွေအကြောင်းကိုဆွေးနွေးပေးနေခြင်းလည်းဖြစ်ပါလိမ့်ရှင်။အဲ့ဒီလိုမျိုးဆွေးနွေးပေးနေရင်းနဲ့ပေါ့နော်။ယနေ့မှလည်းပဲကျမတို့ပေါ့နော်။ tissue လေးလာခြင်းနီးပေါ့။မနေ့တော့လည်းကျမ tissue လေးလာခြင်းနီးတွေကအချို့ကိုဆွေးနွေးခဲ့ပါတယ်။ယနေ့လည်းပဲ tissue လေးလာခြင်းနီးမှာ ပေါ့နော်ဟိုကလိစံယုံနေကျွားတို့ဒီစူပါမားကတ်တွေဟိုသွားပြီးတော့ကြီးစုလေးလာခြင်းဤတွေနဲ့လဲဆောင်ရွက်လို့ရတယ်လို့ပဲပေါ့နော်အဲနောက်တစ်ခုနည်းကလည်းပဲကျွားတို့ကလေးတွေဘူးပေါ့နော်ဟိုဆရာကြီးစုလေးလာစေခြင်းနဲ့အကြောင်းအရာတွေကိုကလေးတွေကိုယ်တိုင်ကြီးစုလေးလာစေခြင်းလဲလှူဆောင်ပေးလို့ရပါလေရှင်အဲ့မှာဆိုရင်ဥမာပေါ့နော်ကျမတို့နမူနာလေးပေါ့နော်အများကြီးတော့ကိုမိမိဘာကိုကြီးကျူးလေးစားကြီးကျင်တော်က ပေါ်မှာမူတည်ပြီးတော့ပေါ့နော်အမျိုးမျိုးစီစဉ်အဲဆောင်ရွက်ပေးလို့ရတာလည်းဖြစ်ပါတယ်ရှင်အဲ့တော့ဒီထဲမှာဆိုရင်ကျွန်မကပြောင်းလဲမှုကိုအဲစောင့်ကြည့်တည်ယူခြင်းဖြစ်တယ်။ဒါပြောင်းလဲလာမှုကိုကျွန်တော်တို့တွေလက်ခံမှုလိုတယ်။ဒါမျိုးတွေကိုစောင့်ကြည့်ပြီးတော့တည်ယူရမယ်၊လေးလာရမယ်၊လိုလှုပ်ဆောင်ရမယ်ဆိုတာတွေပေါ့နော်။သုံးသပ်ရမယ်။ဒါမျိုးတွေကိုရရှိစေနိုင်မှုအတွက်ကျွန်တော်တို့ကလေးတွေကိုငယ်စဉ်ကလေးကပေါ့နော်။ဒီတို့တွေကိုဒီပဲစီလေးတွေပေါ့နော်။ ပဲစီလေးတွေကိုလေးလာခိုင်းတယ်ကျွန်တော်တို့ဒီပေါ့နော်အသက်3နှစ်ကနေ6နှစ်အတွင်းကလေးလေးတွေအတွက်ပေါ့နော်ကျွန်တော်ကဆွေးနွေးပေးနေခြင်းဖြစ်တယ် ECCD ပညာရေးမှာအကျုံးဝင်နေပေါ့เออအရွယ်လေးတွေအတွက်ကျွန်မဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်ဒီမှာဆိုရင်ပဲစီလေးတွေပဲစီလေးတွေဟိုသူတို့အိမ်ကနေပြီးယူခိုင်းလိုက်လို့လဲရတယ်ဆရာကဒါမှမဝင်လူကြီးမိဘမိဘလုပ်တဲ့သူကအဲစီစဉ်ပေးလို့လဲရတယ်အဲဆိုရင်ပဲစီလေးတွေဟို ခုနလိုပေါ့နော်လွယ်ကူတဲ့ခွက်ကလေးထဲမှာစိုက်ခိုင်းမယ်စိုက်ပြီးရင်သူတို့လေးတွေရဲ့ကြီးထွားလာမှုအစဉ်စဉ်ကိုကြီးစုလေးလာခိုင်းမယ်ကြီးစုလေးလာပြီးလို့ရှိရင်သူတို့ကိုပြန်ပြောပြစီမယ်ပေါ့နော်ဒါမျိုးတွေနဲ့အဲကျွန်တော်တို့လေ့ကျင့်ပေးကြရမှာဖြစ်ပါတယ် အဲ့မှာဆိုလို့ရှိရင်အဲပဲစီလေးတွေတင်ယူတင် जा ပေးလို့ရတယ်လို့ပဲကြက်သွုံဥလေးတွေသွန်တေးလေးတွေကိုစိုက်ပြီးတော့ပေါ့နော်ဒီကြက်သွုံဥလေးတွေကနေအပင်လေးတွေဘလူစထွက်လာတယ်အဲရွက်ကတရွက်ထွက်လာတယ်နှစ်ရွက်ထွက်လာတယ်အဲသုံးဗနေရမြောက်ကြရဲ့အရွက်ကလေးဗနေရထွက်လာတယ်ဒါမျိုးလေးတွေကိုသူတို့ကိုကြည့်ရှုလေးလာစေရမယ်အစင်းစစ်ပြောင်းလဲလာတာလေးတွေကိုလေးလာမယ် ေးလာပြီးလို့ပြီးရင်သူတို့ကိုပြန်ပြောပြစေမယ်ပေါ့နော်ဒီလိုမျိုးပြောပြစေခြင်းအပြင်ဝေါ်ဟာရတွေလည်းကျေဝါလာမယ်သူတို့တွေရဲ့ပြောပြတတ်တဲ့စွမ်းရည်တွေလည်းဖွံ့ဖြိုးလာမယ်နောက်တခါသူတို့ရဲ့စိတ်ကူးဉာဏ်တွေလည်းတိုးတက်ဖွံ့ဖြိုးလာမယ်ပေါ့နော်ဒါမျိုးလေးတွေကိုရရှိလာအောင်ပေါ့နော်ဒီလိုအကြည့်အသွေးတွေရရှိလာအောင်ကြီးစုလေးလာခြင်းနည်းဆိုရယ်တင် जा နည်းတွေနဲ့လေ့ကျင့်ပေးကြရမယ်အဲ ဟိုဒါကကြတော့ဒီလိုမျိုးじゃအကြောင်းအရာတစ်ခုကိုဆရာကနေပြီးတော့စီစဉ်ပေးလိုက်တာစီစဉ်ပေးလိုက်ပြီးတော့မှသူတို့ကြည့်ရှုလေးလာရတဲ့အဲဖြစ်ပေါ်လာတဲ့ပြောင်းလဲလာတဲ့အခြေအနေလေးတွေကိုပြန်လဲပြောပြဆွေးနွေးပေးရတာပေါ့လေတယောက်နဲ့တယောက်ကလည်းပဲတွေးရှိချက်တရားတူညီခြင်းမတူညီမယ်အဲပေါ့နော်အဲ့တော့じゃတော့တူက တွေ့ရှိချက်ကိုကြားတူးကနားထောင်ခွင့်ရတယ်အဲ့တော့ကြတော့တခုရဲ့တူးတေကြီးတယောက်ချင်းစီရဲ့တွေ့ရှိချက်အတိုင်းကို ဖလှယ်ပြီးတော့သိရှိနားထောင်ခွင့်ရတယ်ဆိုတာဟာလည်းပဲ ညီမတို့ဘူသူတ္တကိုပို့ပြီးရောပေါ့နော်အသိပညာဘူသူတ္တကိုပို့ပြီးရောတိုးပါတိုးတက်စေရလဲဖြစ်ပါလေရှင်အဲ့တော့ကျမတို့ကလေးဆန်ရင်ကိုသွားလဲတယ်အဲနောက်တစ်ခါကျမတို့ဒီပေါ့နော်ဒီစူပါမားကတ်တွေကိုသွားလဲတယ်ကစားကွင်းတွေကိုသွားလဲတယ်အဲသူတို့လေးလာနေတာသူတို့လေးလာလာမသူတို့မြင်နေတဲ့အကြောင်းအရာကိုသူတို့မြင်လာမှာဒါကိုပြန်လဲပြောပြဆွေးနွေးမယ်ပေါ့နော်ဒါလေးမျိုးလေးလောက်ဆောင်ခြင်းကလည်းစီစဉ်ဖန်တီးပေးထားမှာဖြစ်ပါလေရှင်အဲခုဒီလူမျိုးကြည့်ရှုလေးလာတာကြတော့ဆရာကနေပြီးတော့ ကြည့်ရှုလေးလာစေခြင်းနဲ့အကြောင်းအရာတစ်ခုကိုကြည့်ရှုလေးလာစေတာအဲလေးလာပြီးတော့မှပြောင်းလဲလာတာတွေကိုပြန်လည်ပြောပြပြီးတော့အဲဆွေးနွေးစေရမှာဖြစ်တယ်အဲလိုမျိုးနည်းရည်နဲ့ပေါ့နော်ကလေးတွေရဲ့စွမ်းရည်ကိုပြန်ပြောလာစေရမှာလည်းဖြစ်တယ်ဒါတခါဆိုလို့ရှိရင်ဘာကြီးကြည့်ရှုလေးလာလို့ရအောင်မလို့ဆိုရင်ကျောင်းတွင်မှာပဲဖြစ်ဖြစ်ကျောင်းပြင်ပမှာ မွေးလို့ရတဲ့တိရစ္ဆာန်လေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဥပမာကြက်ကလေးတွေရှိမယ်အိမ်မှာကြက်မွေးရဲ့တွေရှိရလေတချို့တွေကကိုယ်အိမ်နန်းကြီးကကြက်မွေးရာရှိတယ်ဘဲမွေးရာရှိရယ်ငါးမွေးရယ်ဆိုရင်ကျမတို့ဒီဖျားတွေမှာဆိုလေတချို့ငါးမွေးကန်ကြီးရှိရလေငါးလေးတွေရှိမယ်အဲဒါမျိုးတွေရဲ့ သူတို့တွေရဲ့အစာစားတောက်ပုံတွေကြီးထွားလာပုံတွေကိုကြီးကျူလေးလာလို့ရတယ်အဲ့တော့ကလေးတွေနဲ့နှီးဆက်တာကတော့ချက်ကလေးတွေဘဲကလေးတွေကနှီးဆက်တယ်အဲဆိုရင်သူတို့ပေါ့နော်ဒါတယောက်နဲ့တယောက်ပေါ့နော်တွေးကြုံနေမတူကြဘူးမတူတဲ့အပေါ်မှာမူတည်ပြီးတော့သူတို့တွေရဲ့ပြောပြချက်တွေကလည်းမတူညီကြဘူးပေါ့နော် ဒါမျိုးလေးတွေကိုပေါ့နော်အဲပြောပြစီခြင်းအပြင်အလုံးဟာဒီဘူးတုဒ္ဒကိုလည်းတိုးပါစေတယ်လို့ပဲအဲဂယုတစိုက်လေးလာတုံးတက်ရပါလားကြီးကျူးပါလားဆိုရဲအဲဉာဏ်ကြီးတွေပေါ့နော်အတိတွေဖွင့်ပြလာစေရင်ဟိုပဝင်းကျင်ကိုပေါ့နော်လေးလာတုံးတက်ရတယ်ဝေဖန်ရတယ်ဂယုဆိုက်ရတယ်ဆိုတာတွေကိုပါရရှိလာစေမှာဖြစ်ပါတယ်ဒီလိုမျိုးကြီးကျူးလေးလာစေခြင်းနည်းအားဖြင့်ကျောင်းတွင်ကျောင်းပြင်ပမှာရှိနေတဲ့တိရစ္ဆာန်လေးတွေကို ဟိုကြည့်ရှုလေးလာတင်ယူခြင်းအားလည်းပဲတခြားစွန့်ရည်တွေပါဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။ဟိုလမ်းကိုသွားတာပဲဖြစ်ဖြစ်အလုပ်တစ်ခုကိုလုပ်တာပဲဖြစ်ဖြစ်အဲမိမိသွားတဲ့တွေ့ကြုံတဲ့အတွေ့အကြုံတွေမိမိမြင်တွေ့ခဲ့ရတွေကိုမှတ်မှတ်တင်တင်ပေါ့နော်မိမိရဲ့အသိစိတ်ထဲမှာမှတ်မိသွားစေရဲ့ဒီလိုမျိုးမှတ်မိစေခြင်းအပြင်ဝေဖန်သုံးသပ်စဉ်းကျင်စဉ်းစားအဲဒါ ပြုမူနေထိုင်လို့ရမယ်။ဒါမျိုးလေးတွေပေါ့နော်ဒီလိုမျိုးစွမ်းရည်တွေရရှိလာအောင်ဒီကြည့်ရှုလေးလားတည်ယူခြင်းနည်းလမ်းတွေမှာလည်းပဲစေကျောင်းတွင်ကျောင်းပြမှာရှိနေတဲ့ပြိဿံလေးတွေရဲ့အပြုမူလေးတွေစားတောက်ပုံလေးတွေကြီးထွားပုံလေးတွေကိုကြည့်ရှုလေးလားတည်ယူခြင်းရလည်းပဲကလေးတွေရဲ့စွမ်းရည်တွေကိုခွင့်ပြုတိုးတက်စေမှာဖြစ်ပါလေရှင်ဒီနည်းလမ်းတွေကိုတဲ့ကိုယ်တိုင်စောင့်ကြည့်လေးလားလို့ရတဲ့ဖြစ်တဲ့အတွက်ကလေးရဲ့တိလိုစိတ်ပြင်းပြမှုတွေကိုလည်းနှိုးဆွပေးပါရစေ ကလေးရဲ့တီးလို့စိတ်တွေလည်းပြင်းပြလာမယ်။နောက်တစ်ခါဟိုတတိထားမိလာမယ်။အဲဒါမျိုးတွေကိုလေးလာသုံးသပ်မိတဲ့အတွက်မိမိမှာမိမိတွေးကြရတာတဲ့အရာတွေပေါ်မှာလည်းပဲသူတို့တွေဂယုထားမိလာမယ်၊ဂယုဆိုင်မိလာမယ်။အဲ့လိုမှဂယုဆိုင်မိတာမှတစင်ပေါ့နော်။သူတို့တွေရဲ့တီးလို့စိတ်ပြင်းပြမှုတွေကိုလည်းနှိုးဆွပေးစေတာလည်းဖြစ်ပါလေရှင်။ အဲ့လိုမျိုးနှိုးဆွပေးစေတာနဲ့အတူတူတိလိုစိတ်ဒီပြင်တိလိုစိတ်ပြင်းပြမှုကိုနှိုးဆွပေးတာနဲ့အတူပဲအကျိုးအကြောင်းဆက်ဆက်တွေးခေါ်နိုင်မှုတွေပါဖြစ်ပေါ်လာစေမှာလည်းဖြစ်ပါတယ်ရှင်အဲ့တော့ကြောင်းကျိုးဆက်ဆက်တွေးခေါ်နိုင်တဲ့ဆွဲရည်ဆိုတာအင်မတန်ရေးကြည့်တယ်။ဒါကြောင့်ကြောင်းကျိုးဆက်ဆက်တွေးခေါ်နိုင်ရမယ်။မှတ်မိမှုကိုလည်းပို့ပြီးတော့အားကောင်းလာစေတယ်တဲ့။ဒါသူကိုယ်တိုင်လက်တွေ့မြင်တွေ့ရတယ်။ အဲသူကိုယ်တိုင်လက်တွေ့ကြည့်ရှုလေးလာထားရတယ်။အဲကြောင့်သူ့ရဲ့အာယုံ၅ပါးကိုအသုံးပြုပြီးတော့လေးလာအဲသုံးသက်ဝေဖန်သုံးသက်ပြရတာဖြစ်တဲ့အတွက်ပေါ့နော်။အဲတိလိုစိတ်တွေလည်းများပြားလာမှာဖြစ်တယ်လို့ပဲမှတ်မိမှုစွမ်းအားတွေလည်းပို့ပြီးတော့အကောင်းလာစေမှာလည်းဖြစ်ပါလိမ့်ရှင်။အဲနောက်တစ်ခုကကြတော့ရှာဖွေတွေ့ရှိနေရတော့ဒါကျွန်တော်အရာဝတ္ထုလေးနဲ့ကားမှာပေါ့နော်ဒီရှာဖွေတွေ့ရှိနေရတာဟိုကတော့ပတ်ဝန်းကျင်မှာရှိနေတဲ့အကြောင်းအရာလေးကိုရှာဖွေတွေ့ရှိရ ူအတူလူလူလဲရှာဖွေမယ်ကြည့်ရှုလေးလာမယ်နောက်တခါဆရာကန့်သက်ပေးတာနဲ့ပြောင်းလဲလာတာတွေကိုလေးလာမယ်အဲနောက်တခါဒီဟာကြတော့ဟိုကျွန်တော်တို့အရာဝတ္ထုပေါ့နော်ကလေးရဲ့သဘာဝစူးစမ်းရှာဖွေလေးလာလို့ရယ်ကလေးတွေမှာစူးစမ်းရှာဖွေလေးလာလူစိတ်ကအမြဲတမ်းရှိနေတာကလေးတော်တော်များများမှရှိတယ်သူတို့ကိုယ်တိုင်ရှာဖွေလေးလာပြီးတော့တွေ့ရှိချက်တွေကနေတည်ယူမှုကိုခိုင်မြဲစေတယ်အဲ့ဒီမှာဆိုရင်ဥပမာပေါ့နော်ဒီမှာဆိုရင် ဲ့လိုမျိုးစွမ်းရည်တွေပေါ့နော်သူတို့တွေးရှိထားတဲ့ကိုယ်တိုင်ရှာဖွေ လေ့လာတွေးရှိချက်တွေအားမှတင်ယူမှုကိုခိုင်မြဲစေတာဖြစ်တဲ့အတွက်ဒီမှာဆိုရင်ညှက်ထားတဲ့တတိကံပုံလေးကိုသူတို့ပေးလိုက်မယ်ပေးလိုက်လို့ရှိရင်ကလေးတွေကလက်ကလေးနဲ့စမ်းမယ်စမ်းမီအချွန်လေးတွေပဲနှစ်ခုပါတော့ဟုတ်ပြီအဲ့အချွန်လေးတွေကိုဒေါင်းလို့ခေါ်တယ်ဒေါင်းလေးတွေတတိကံဆိုရင်ဒေါင်း၃ဒေါင်းပါတယ်သူတို့ဒါအသက်အသက်တော့စွမ်းရည်ကိုဖွံ့ဖြိုးလာစေမှာဒီတတိကံပုံလေးဆိုတာကျွန်တော်စာရွက်မှာလည်းပဲ တတိကံပုံလေးညှက်လို့ရတာဟုတ်ဒါမျိုးကိုဆရာကတော့တတိကံပုံလေးညှက်ထားတဲ့ဆ ਾਇ ရွက်ကလေးကိုဆရာအစီအစဉ်ပေးရမယ်ကလေးကိုလက်တွေ့ကင်တွေ့ထိတွေ့ကင်တွေ့ခိုင်းမယ်အာယုံ၅ပါးကိုအသုံးပြုခိုင်းမှလည်းဖြစ်ပါလေရှင်အဲ့ရဆိုရင်စမ်းသက်ပြီးတော့ဒေါင်လေးတွေကိုကင်တွေ့စမ်းသက်မယ်အဲ့မှာဆိုရင်ဒေါင်လေး၃နောက်ပါတာကိုသူတိသွားမယ်။လက်ကလေးကနေပြီးတော့အစောင်းနေတဲ့အနားလေးတွေကိုစမ်းတတ်မယ်။ဘယ်နှနာရှိတော့စောင်းနာလေးဘယ်နှခုတွေ့ရတော့ပေါ့။ ဟုတ်ပြီအဲ့စောင်းနေတဲ့မြင်းလေးတွေဟာအဲ့ဒါအနားလေးတွေလို့ခေါ်တယ်ဒါဆိုရင်အနားကလည်း၃ခုပါတယ်လို့ဒေါင်လေးကလည်း၃ခုပါတယ်အချွန်လေး၃ခုလည်းပါတယ်အဲဘေးဘက်မှာရှိနေတဲ့ဟွာပေါ့နော်စောင်းနေတဲ့အရာလေးကလည်း၃ခုပါတယ်ဒါဆိုရင်အချွန်လေးတွေကိုဒေါင်လို့ခေါ်တယ် ဲ့ဒီကဒေါင်လေးတွေကြားထဲမှာစောင်းနေတဲ့အနားလေးတွေရှိတယ်အနားလေးရလည်းတတိကံတစ်ခုမှ၃ခုပါတယ်ဒါမျိုးကိုသူတိသွားပြီလက်တွေ့ကင်တွေတတိကံလေးကိုကင်ပြီးတော့သူတို့ကိုယ်တိုင်စမ်းသက်ပြီးတော့သူတို့ကိုယ်တိုင်ထိတွေ့ပြီးတော့ပြောပြရတာဖြစ်တဲ့အတွက်တတိကံတစ်ခုမှဒေါင်၃ဒေါင်နဲ့အနား၃ဒေါင်ပါတယ်ဆိုတာအလိုလျောက်ကိုမှတ်မိသွားစေမှာဖြစ်ပါလိမ့်ရှင်အဲ့လိုမျိုးမှတ်မိသွားပြီဆိုရင်ဟုတ်ပြီဒီလိုမျိုးအနာ၃နာနဲ့ဒေါင်၃နာပါတာကိုတတိကံလို့ခေါ်တယ် ဟုတ်ပြီဒါဆိုရင်ဆက်ပြီးတော့ကျွန်တော်တို့ကလေးတွေကိုကွန်မြူစီလို့ရပြီဟိုကျွန်တော်တို့ကလေးဆက်တကန်လေးတွေဆိုရင်တတိကန်ဘယ်နှခုပါမလို့ဒီပုံလေးတွေနဲ့သွားပြီးတော့ပေါ့နော်အပေါ်မှာရှိနေရဲ့ pre school မှာရှိရဲ့တတိကန်လေးတွေအကြောင်းကိုတင်လိုက်ပြီးလို့ရှိရင် ဒီတတိကံလေးတွေကဒီဆက်ရကံမှာပေါ့နော်အဲတတိကံလေးဘယ်နှခုပါနိုင်တော့ပေါ့ဒါရောင်စုံလေးတွေနဲ့ပေါ့နော်သူတို့ကိုလေ့ကျင့်ပေးလို့ရမယ်ဒီအစီကံအတိဖြစ်တဲ့တတိကံတစ်ခုမှာအနာ၃နာနဲ့ဒေါင်၃နောက်ပါတယ်ဆိုတာကိုကလေးကိုယ်တိုင် ရှာဖွေတိရှိမှတ်သားစေတဲ့နည်းဖြစ်တယ်အဲ့ဒီအမှတစင်ပေါ့နော်ကျမတို့ တစင်တစင်တစင်တက်ပြီးတော့ပေါ့နော်ဒီတတိကံမှာဒီလိုမျိုး အနာ၃နာနဲ့ဒေါင်၃နာပါတယ်လို့ပဲဒါဆိုရင်တတိကံလေးတွေစတ္တကံမှာဆိုရင်တတိကံလေးတွေဘယ်နှစ်ခုပါမလို့ပေါ့အဲအဲ့ဒီအမှတစင်တတိကံလေးတွေ၆ခုပါမယ်ဒါဆိုရင် သူ့မှာလည်းအနာလေးက၆နာပါမယ် ဟုတ်ပြီဒါဆိုရင်အနားမှာ6နားပါရင်ဒေါင်လေးရောဘယ်နှဒေါင်ပါမလို့သူတို့ကိုဆက်ဆက်ပြီးရောပေါ့နော်ကျွန်တော်တို့ရှားပွေတွေးရှိမှတ်သားစီအောင်လေ့ကျင့်ပေးကြရမှာဖြစ်ပါလိမ့်ရှင်ဒါကြောင့်ကလေးတွေရဲ့တဘာဝမှာရှိနေတဲ့ပေါ့နော် ုစန်းရှာဖွေတတ်တဲ့လေလာလူတဲ့အသည့်တွေကိုအခြေခံပြီးတော့မှပေါ့နော် ကျမတို့ကလေ့ကျင့်ပေးကြရမှာဖြစ်တယ်ဆရာသမားတွေလူကြီးမိဘတွေအုပ်ထိန်းသူတွေကနေ လေ့ကျင့်ပေးရမှာဖြစ်တယ်အဲ့တော့ကလေးသဘာဝနဲ့ကိုက်ညီမဲ့အခြေအနေလေးကနေစပြီးတော့မှတစင်တစင်နဲ့ဖန်တီးပြီးတော့မှလေ့ကျင့်စေရမှာဖြစ်တယ်ဒါကြောင့်ရှာဖွေတွေ့ရှိနေကလေးတွေအင်မတန်ကိုပဲတို့တွေစူးစမ်းရှာဖွေလေ့လာရတာကိုတို့တွေ ပို့ပြီးတော့ပျော်ရွှင်နေနှစ်သက်ကြတယ်။ဒါဆိုရင်ဒီလိုမျိုးပျော်ရွှင်နှစ်သက်တဲ့အရာတွေကိုလေ့လာစူးစမ်းလေ့လာတည်ယူရတာဖြစ်တဲ့အတွက်တည်ယူမှုတည်ယူရတဲ့အကြောင်းအရာတွေကိုလည်းခိုင်ခိုင်မြဲမြဲနဲ့ဆွဲဆွဲမြဲမြဲမှတ်မိစေတယ်ပေါ့နော်။ဒါကြောင့်ကလေးတွေကိုဒီလိုမျိုးရှာဖွေတွေ့ရှိလေ့လာတဲ့နည်းတွေကိုလည်းသုံးပြီးတော့ပေါ့နော်။သူတို့တွေရဲ့မှတ်ဉာဏ်ထဲမှာရှိနေတဲ့ အကြောင်းအရာတွေကိုပို့ပြီးတော့ပေါ့နော်ဒီကောင်းမွန်တဲ့အကြောင်းအရာတွေပို့ပြီးတော့များပြားတဲ့ဝေါဟာရတွေနောက်တကသူ့ရဲ့အတိတွေပေါ့နော်ဟိုရရှိအောင်ခုနလက်တွေ့ gain တွေစမ်းသက်ပြီးတော့มาပေါ့เนาะတတိကံဆိုလဲကျမတို့တတိကံတခုမှာအနာ၃နာတောင်၃နာရှိရဲလို့ဘဇက်ကဆရာလုပ်တဲ့သူကပြောလိုက်ပြီးတော့သူတို့မှတ်မိစေခြင်းတဲ့ တတိကံပုံလေးပါတယ်ဆာရွက်ကလေးပေါ့လွယ်ပြောတာပေါ့နော်ကျွန်မဆာရွက်ကလေးဆိုတာဂတ်ထူလေးတွေကိုလည်းတတိကံပုံလေးတွေညှက်လို့ရတာပဲရောင်စုံဆက်ကူလေးတွေကိုလည်းတတိကံပုံလေးတွေညှက်လို့ရတာပဲအဲ့ဒါလေးတွေကိုညှက်ပေးပြီးတော့ကလေးတွေကိုယ်တိုင်သူတို့ရဲ့လက်ထဲမှာကင်တွယ်ပြီးတော့မှဟုတ်ပြီဒီတတိကံလေးဆိုရင်ဒီတတိကံဒီဆာရွက်ကလေးမှာဆိုအချွန်လေးတွေ ၃ခုပါနေတယ်ဒီအချွန်လေးကို down လို့ခေါ်တယ်စသည်ဖြင့်ပေါ့နော်လက်တွေ့ကင်တွေပြီးတော့မှလေ့လာသင်ယူစီခြင်းဤဟာသူတို့ရဲ့မှတ်ဉာဏ်ထဲမှာပို့ပြီးတော့မှတ်မိစေတဲ့စွမ်းအားတွေကိုပုံမကောင်းမွန်နေဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့ဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယဉ်ကျေးဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်